It's not going to be this easy. Ladies and gentlemen, that is a potential super fight. We all want to for this potential fight. Ron Tang Yes! ကဲဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါရနော်အဲဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကကျွန်တော်တို့ဒီမကြခင်မှာပေါ့နော်ကျွန်တော်ဒီ23ရက်နေ့မှာထိုးတက်တော့မယ်ဒီကျွန်တော်ရဲ့အချစ်တော်ကြီး Time Fighter ရော့တန်နဲ့ဂျပန်ဖိုက်တာတာခဲရူရူရဲ့ပေါ့နော်ကျွန်တော်တို့ဒီလေးကျင့်ပုံအဲလေးကျင့်နီးတွေနောက်ပြီးတော့သူတို့နှစ်ယောက်ကိုဒီချက်ထရီပေါ့နော်ဒီဝမ်ချမ်ပီယံရှစ်ရဲ့တထေးဥက္ကဋ္ဌလို့ပြောလို့ရတဲ့ဒီချက်ထရီကိုယ်တိုင်ကသူတို့နှစ်ယောက်ကိုထိတ်တိုက်တွေ့ပေးတဲ့အခါမှာဘယ်လိုမျိုးကျွဲတွေနွားတွေလို့စောင့်မလဲဆိုတော့ကျွန်တော်တို့အတူတူဗီဒီယိုဖိုင်နေနဲ့ကြည့်ကြရမှာဖြစ်ပါတယ်။အဓိကကျွန်တော်ပြပေးခြင်းတဲ့ဟာတွေကတော့ကျွန်တော်အခုပြောခဲ့တဲ့ဒီသူတို့နှစ်ယောက်ကိုပေါ့နော်အဲချက်ထရီကဘယ်လိုမျိုးတွေ့ဆုံပေးလဲအဲနောက်ပြီးတော့ဒီတာခဲရူကရောကျွန်တော်ရဲ့ဒီရော့ထန်ယူဘယ်လိုမျိုးစိန်ခေါ်ထားလဲနောက်ပြီးတော့သူတို့နှစ်ယောက်လုံးရဲ့ဒီလေ့ကျင့်ပုံလေ့ကျင့်နီးစနစ်တွေပေါ့ ော့เนาะကျွန်တော်တို့ဘယ်လိုမျိုးလေ့ကျင့်သွားလဲဆိုတာကိုကျွန်တော်တို့အတူတူကြည့်ရှုရမှာဖြစ်ပါတယ်။ဒါကြောင့်စိတ်ဝင်စားရဲဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့အကူအညီမတွေ brother brother မြေကျွန်တော်ရဲ့အတူတူပဲ live ပါကြည့်ရှုပေးဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်တို့စကားတွေအများကြီးမပြောတော့ဘူး။တို့နှစ်ယောက်ကလေ့ကျင့်ပုံလေ့ကျင့်နေတွေကျွဲလို့နွားလို့စောင်းတဲ့အဲစောင်းပုံစောင်းနီးဗီဒီယိုတွေကိုကျွန်တော်တို့အတူတူကြည့်ရှုလိုက်ရအောင်။ Okay let's go เนาะတော့ဒီ Japan Fighter Takeru ရဲ့ဒီကျွန်တော်တို့လေးကျင်ပုံနီးစနစ်တွေကိုကျွန်တော်တို့တချို့တလေပေါ့เนาะအကုန်လုံးတော့မဟုတ်ဘူးတချို့တလေသူလေးကျင်ထားတဲ့နီးစနစ်တချို့တလေကိုကျွန်တော်တို့အရင်ဦးဆုံးအာကြည့်လိုက်ကြရအောင်ပေါ့เนาะ ဒါတော့အပြေးပေါ့နော်အပြေးဒါ running လုပ်နေတာပါဆိုတော့တော်တော်တော့ပြေးပါလေဆိုတော့တော့ထိုင်ထွင်းရောဟို wine ထဲမှာဘယ်လိုမျိုးအာပတ်ပြေးမလဲဆိုတော့ကျွန်တော်တို့အတူကြည့်ကြမယ်ပေါ့နော်အမ်ဒါကတော့သူဒါအလေးဆွဲတာပေါ့နော်ကျွန်တော်ပြောရင်ကျွန်တော်သဘောကျဒီကောင်ပတ်ပြေးနေရနော်ရော့ထန်ထိုးလို့ရှိရင်ဒီကောင် wine ထဲမှာဘယ်လိုပတ်ပြေးမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်ကြရအောင်ပေါ့နော်ဟုတ်တယ်ဒါတော့ကျွန်တော်အလကားစပါပေါ့နော်အဲသူ့ရဲ့ဒီ fan နေပါလို့ရှိရင်လဲအာ sorry ပါကျွန်တော်ဒါပြောသဘောနေနေစပါပေါ့နော် ဆိုတော့နိုင်မနိုင်ကတော့ကျွန်တော်တို့ပွဲစဉ်မှာကြည့်ရမှာပေါ့နော် ကျွန်တော်ကတော့သူတို့အစားတော်တော်လေးကိုရင်ခုန်နေပါပြီဟုတ်တယ်ဒါကတော့ဒါတာခဲရီရဲ့ဒါလေ့ကျင့်နီးစနစ်တချို့တလေးပေါ့နော်ကျွန်တော်နောက်ထပ်တစ်ခုကိုထပ်ပြပေးပါမယ်โอเคဒါကတော့ခြေကန်ချက်တွေပေါ့နော်ဒါသူ့ရဲ့နီးပြလို့ကျွန်တော်ထင်တယ်ဒါခြေကန်ချက်လေ့ကျင့်နေအောင်ပေါ့နော်ခြေကန်ချက်ကန်တဲ့အခါမှာကျွန်တော်ဒီအမှန်တမ်းပြောမယ်နော်ကျွန်တော်ဒီတာခဲရိုးခြေကန်ချက်ကိုတိတ်တော့မကြိုက်ဘူးဒါပေမဲ့ ကောင်းတော့ကောင်းတယ်ပေါ့နော်ဟိုကမကောင်းလို့ပြောတာမဟုတ်ကျွန်တော်မကြိုက်တာကိုပြောတာပေါ့နော်အခြေခံချက်နေရာမှာကျွန်တော်ပြီးလို့ရှိရင် right hand အခြေခံချက်ကိုပြပေးမယ်စောင်းရမ်းမိုက်ရေဗျာတိလာကျွန်တော်နောက်ထပ်ဒီတာခဲရိုးရဲ့လေးကျင်းနဲ့တခုကိုထပ်ပြီးတော့ပြပေးပါမယ်ဒါကတော့သူပစ်ပေါင်စင်လေးကျင်းတာပေါ့နော်ဟုတ်ကဲ့အဲ့သူပစ်ပေါင်စင်လေးကျင်းနဲ့လေးကျင်းခံပေါ့နော်ဟုတ်ကဲ့ပေါင်လေးကျဲကျုံးနေရနော်ကွင်းထဲကျရင်ရှေ့ကျုံးလား ချက်ပြေးမလားဆိုတော့ချက်ကြည့်ရမှာနော်ကွင်းလမ်းကြိုင်ချက်ပြေးမဲ့အထဲမှာတော့တာခဲလို့မပေါလို့ကျွန်တော်ထင်တယ်သူရဲ့အရင်ပွဲလို့လဲကျွန်တော်အများကြီးရောက်ရောက်လေးလာကြည့်ဘူးတယ်ပေါ့နော်မပြေးဘူးလုံးဝမဘလောက်မျက်ခွက်ကိုထိုးကန်ထိုးကန်ပြလုံးဝမပြေးဘူးဒဲကြီးကိုမျက်နှာကြီးကိုပေးပြီးတော့လိုက်တာနော်ဆိုတော့တော်တော်လေးကိုမှဒီကောင်လဲမာကုံကောင်းတဲ့အထဲမှာပါတယ်ဆိုတော့ rotten နဲ့နင်လားငါလားပဲပေါ့နော် time fighter rotten ရဲ့ကျွန်တော်တို့ခြေကန်ချက်ကိုကျွန်တော်တစ်ချက်ပြပေးပါမယ်တစ်ချက်ရှိုးကြည့်ပါနော် ကန်ချက်ကစက်တက်ထားသလားမှန်ရတယ်ဗျာကဲကျွန်တော်တို့ရဲ့ rotten လည်းတွင်းနေကြရင်အဲ့လိုပဲကန်နိုင်မလားပတ်ပဲပြေးနိုင်မလားဗောနော်တစ်ချက်လောက်ရှိုးရအောင်ဗျာနော်ကျွန်တော်တို့ပွဲစဉ်ကြရင်ပွဲစဉ်အချိန်ကကျွန်တော်ပြီးချက်ပြောပြပေးပါမယ်တော်တော့ကန်နေနော်တောက်လျှောက်ကိုကန်နေအဲ့မှာတို့အဲဘယ်နှမီနစ်ကိုကန်ချက်ဘယ်လောက်ဆိုပြီးတော့တို့ကအဲ့လိုမျိုးတတ်မှတ်ထားရှိရပါနော်ခဏလေးကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ ပြပေးပါမယ်ဒီတခုတည်းမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ fighter ကြီးอ่ะအဲ့တော့ဒါ rot ထန်ရဲ့ဒါလေးဂျင်မုံလေးဂျင်နီနောက်ထပ်တက်နီးပေါ့နော်အဲဆိုတော့ဒါကသူ့ရဲ့လေးဂျင်နီနောက်ထပ်တစ်ခုပေါ့နော် Okay အဲကျွန်တော် rot ထန်ရဲ့လေးဂျင်နီလေးဂျင်ပုံတွေတော့ကျွန်တော်ဒီလောက်ပဲပြပေးမယ်အာသူတို့ရဲ့လေးချင်ပုံနီးစနစ်တွေကတော့အများကြီးရှိတယ်ဒါကတော့ကျွန်တော်ဒီတချို့တလီကိုပဲပြပေးတာပေါ့နော်ရော့ထန်နဲ့တာခဲတို့ရဲ့ဒါလေးချင်ပုံလေးချင်နီးအကုန်မဟုတ်ပါဘူးတချို့တလီပေါ့နော် အဲအကောင်လုံးဆိုရင်လည်းကျွန်တော်လည်းအများကြီးမပြနိုင်ဘူးပေါ့နော်ဆိုတော့ဗီဒီယိုအရင်ရှည်သွားမှလဲဆိုလို့ပေါ့နော် AD1 Championship ရဲ့ဥက္ကဋ္ဌတထေးပေါ့နော် Chatri ရာတို့နှစ်ယောက်ကိုထိတိုက်တွေးဆောင်ပြီးတဲ့အခန်းကိုကျွန်တော်ပြပေးမယ်နော်ဘယ်လိုမျိုးဆောင်လဲပေါ့နော်ကျွဲရီနွားလို့ဘယ်လိုဆောင်လဲဆိုတာကျွန်တော်ပြပေးမယ်နော်ခဏလေးအဲအမနော်အာတာခဲရိုးကယင်တက်လာတာခဲရိုးပြီးတော့အာ Rotten ပေါ့နော်အဲဆိုတော့အဲ့ဒီဒီကျွန်တော်တို့ဒီတစ်ခုနှစ်ပြိုင်ပွဲမှာပေါ့နော်ဒီ1တစ်ခုနှစ်အာ ထိုးတက်မဲ့အဲ့ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်တို့လုံးဝဆရာကြီးတွေပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်အဲ့ဒီ CID ကိုပြေဆုံးရအောင်ပြပေးမယ်ဒီတာခဲရိုးနဲ့ရော့ထန်နဲ့မှမဟုတ်ဘူးတခြားဒီနဘီတို့စူပါလက်တို့ပေါ့နော်အများကြီးပါတယ်တကယ်ကောင်းတဲ့ဖိုက်တာတွေအများကြီးပါတယ်ဒီထက်မှခပတ်လူပွဲတွေလည်းပါတယ်ဗျာဒီပွဲကတကယ်ကိုကြည့်တဲ့ပွဲတစ်ပွဲနော်ဒါကြောင့်မလို့အဲ့ဒီပွဲကြလို့ရှိရင်လုံးဝလက်လို့မခံပါနဲ့တကယ်မိုက်တဲ့ပွဲပါဆိုတော့ဒါကတော့တို့နှစ်ယောက်ဒါထိတ်တိုက်တွေ့ဆုံပေးပွဲပေါ့နော် come on အဲ့မှာကြည့်လိုက်နော် yeah come on နော် sakero တွေ again sakero okay ဘာညာတော့ဒါ run down sakero ready လို့ပြောလိုက်ပြီနော်လောက ready လို့ပြောလိုက်ပြီနော် let's fight ကြာရပေါ့ sakero ကวันนี้แค่ขนมหวานแกไม่เอาด้าสถาสิทธิ์ทูနေจ้ะพี่เนาะ ไม่ใช่แบบมีแน่นอน Ladies and gentlemen that is a super fight we all แกๆๆเนี่ยเอาด้าเอ๊ะได้ล่ะไอ้ปวยอ่ะด่าเราเบมาเลยสรุปดี တန်းစင်နဲ့တာခဲတို့နဲ့ထိုးတဲ့ပွဲမှာပေါ့နော်ဒီတန်းစင်ကိုနိုင်သွားတဲ့ပွဲမှာတာခဲတို့ကတန်းပြီးတော့ rotten နဲ့ထိုးကျင်တယ်လို့စိန်ခေါ်တာဗျာသူ့ဟိုဒိုင်သဘောမျိုးဒီ presenter လုပ်တဲ့လူကဘယ်သူနဲ့နောက်တစ်ပွဲမှာဆက်ပြီးတော့ထိုးကျင်တယ်လို့မေးတဲ့အခါမှာတာခဲတို့နဲ့အော် sorry တော့တာခဲတို့ကဒီ rotten နဲ့ထိုးကျင်တယ်လို့တန်းပြီးတော့အဲ့ဒီပွဲမှာပြောတာပေါ့နော်ဒါကတော့တန်းစင်နဲ့ပွဲမှာတာခဲတို့နိုင်သွားတဲ့ပွဲပေါ့နော်ဆိုတော့အဲ့ဒါဖြစ်ပါလေကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံး video file အနေနဲ့ အာကျွန်တော်ပြပေးချင်တာကအဲ့ဒီပွဲမှာဘယ်ဆရာကြီးတွေပါမလဲဆိုတာကိုကျွန်တော်ပြပေးမယ်တကယ်တကယ်အကုန်လုံးဆရာကြီးတွေပါပဲဒီမှာပေါ့နော်ကျွန်တော်ဒီလိုမျိုးရုပ်ချောချောနဲ့လက်သီးဆောင်ရင်ပြင်းတဲ့ fighter တွေပါတယ်နဗီတို့လိုမျိုး fighter တွေလည်းပါတယ်ပေါ့နော်ဆိုတော့အဲ super lead တို့လည်းပါမယ်ဟိုခပတ်လူပွဲတွေလည်းပါမယ်ပေါ့နော်အဲ့ဒီပွဲကတော်တော်လေးကိုမိုက်တယ်ဒါပါဆိုလို့ရှိရင်လည်းကျွန်တော်စူပါလက်တို့ဒီနပီးတို့ပေါ့နော်ဆိုတော့မကြည်ဝဲတွေပြန်ထိုးမဲ့ဟာတွေပါတယ်တော်တော်လေးကိုမှမိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော် အခုဒီဂူညိုရဲ့အနှစ်ချုပ်အနေနဲ့ပေါ့နော်ကျွန်တော်ပြောချင်တာကဒီတစ်ခုနှစ်တော့ပေါ့နော်115တစ်ခုနှစ်ပွဲကိုလုံးဝလက်မလွတ်ကြပါနဲ့ကျွန်တော်ရဲ့ channel မှာအပီးနေတဲ့ကိုယ်မှလုံးဝလက်မလွတ်တဲ့နေပွဲတစ်ပွဲပါလုံးဝဆရာကြီးတွေရဲ့ပါတဲ့ပွဲဖြစ်တဲ့အပြင်လုံးဝကျွန်တော်တို့ရဲ့ဒီ Thai fighter ရော Japan fighter ရောနှစ်ယောက်လုံးဒါအားပြိုင်မဲ့ပွဲဖြစ်တဲ့တော့ပေါ့နော်တကယ်ကိုမှဒါကြီးတဲ့နေပွဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဒါပေါ့နော် Rotten နဲ့ဒီ Takeru ရဲ့ဟိုဟာကျွန်တော်တို့ဒီလေ့ကျင့်ပုံလေ့ကျင့်နေတွေ့ဆုံပုံတွေပြရင်လည်းကျွန်တော်ဒီပွဲကိုလုံးဝလက်မလွတ်တင်ကြအောင်လာပြီးတော့ ကြင်ညာပြီးတာဖြစ်ပါတယ်ခင်ဗျာဘာမှတော့အထွေထူးမဟုတ်ပါဘူးကဲဒါဆိုလို့ရှင်တော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုကြာရင်ပြန်ဆုံတွေ့ကြပါမယ်ကဲအခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိ live ပါကြည့်ရှုပေးကြရတယ်ကျွန်တော်ရဲ့ကိုရီမရဲ့ညေကောင်မမရဲ့တရားထူးထိုင်တိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဒါဆိုရင်နောက်ဗီဒီယိုကြာမှာပြန်ဆုံတွေ့ကြပါမယ်ကဲအားလုံးပဲ see you next video ပါခင်ဗျာ